ြည်တန်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတစ်ခါမှာတင်ဆက်ပေးသွားမယ့်ဆက်လာနေကတော့ဆရာဇေယနရာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ငရဲဆိုတာဂျုံနဲ့လာလို့အမိရတဲ့ပရလောကဇလံကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်နဲ့ဖြစ်ပါတယ်ခင်ဗျာ ဲ့အောင်မင်းဒီနေ့ဆိုရေတဲ့ကိုစင်းမလို့လားဟုတ်တယ်ကိုတာပင်ရေဒီလောက်လုံးမှစားလောက်ရုံလေးရတာမလားမင်းမှလည်းခလေးတွေကပေါင်းတွေလိုတန်းစီနေတော့သူများထက်ပိုလို့ရမှာပေါ့ကိုတာပင်စကားကြောင့်အောင်မောင်ကသဘောကျစွာရေးလိုက်ပြီးပိုက်ကိုဆွဲကကန်းစားမှရှိတဲ့လှေစီကိုထွက်သွားခဲ့လိုက်တယ်အချိန်ကတဖြည်းဖြည်းကုန်လာတဲ့အမျှအောင်မောင်ရဲ့လေဝမ်းထဲမှာငါးရီပြည့်လို့နေပါဖြစ်လာခဲ့တယ်ဒါကြောင့်ဒီဒီချိန်ပိုက်ဆွဲပြီးရင်ပြန်တော့မယ်လို့စိတ်ကူးပြီးတော့ပိုက်ကိုဆွဲတင်လိုက်ရာ အမိုက်တရိုက်တွေငားရီနဲ့အတူလက်ငားတိတ်ကန့်ရှိတဲ့ရုပ်တစ်ခုပိုက်နဲ့ကပ်ပါလာတာကိုမြင်လိုက်ရတယ်။အောင်မောင်လည်းပိုက်မှာညှိနေတဲ့ရုပ်ကိုဖြုတ်ပြီးကြည့်လိုက်ရာပလိုင်းလွယ်ထားတဲ့လူတစ်ယောက်ပုံကိုကျင်းနဲ့ထုစစ်ထားတဲ့ရုပ်ဖြစ်နေတာကြောင့်ဆွဲချင်းတွေကိုပြစ်ထက်ကအိမ်ကိုယူလာခဲ့လိုက်တယ်။အိမ်ရောက်တော့တဏီကုံပင်ပန်းလာတဲ့အတွက်ထမင်းစားပြီးကောင်းချတာနဲ့ချက်ချင်းအိပ်ပျော်သွားခဲ့တယ်။အောင်မောင်ထားစမ်းထားစမ်းဒူလဲကွာအိမ်နေတာကိုမမြင်ဘူးလား။ထားစမ်းပါကွာမင်းကိုပြစရာရှိလို့ ခြေထောင်ဘေးကနေခေါ်နေတဲ့အတန်းကြောင့်ထားထိုင်လိုက်ပြီးကြည့်လိုက်ရာအသက်30အရွယ်လူတယောက်ခြေထောင်အပြင်မှာငုတ်ထုတ်ထိုင်နေတာကိုမြင်လဲရတယ်မင်းမင်းဘာလုပ်လဲငါအိမ်ထဲကိုဘယ်လိုလုပ်ပြီးရောက်နေရလဲမင်းမင်းငါ့ကိုခေါ်လာလေလာစားမှာကွာအပြင်ထွက်လာခဲ့အောင်မောင်းလဲခြေထောင်ကိုလှန်ပြီးတော့ထွက်လာခဲ့ရာအိမ်အပြင်ရောက်မှာတော့လက်လက်ဆက်ဆက်ဖမ်းထားတဲ့ငါးတွေကိုချင်းနေတဲ့ထည့်ထားတာကိုတွေ့လဲရတယ်ဒီငါးတွေကဘသူဟာကြီးလဲဒါတွေကမနှက်ဖြတ်မင်းရမယ်ငါးတွေပဲ အာမဖြစ်နိုင်တော့မပြောပါနဲ့ဗျာကြုတ်လေတိတိလေးကဒီလောက်များတယ်ငားတယ်ဘလို့စမှာလဲဖြစ်အောင်လုပ်လို့ရတယ်ဒါမဲ့မင်းနဲ့ငါအပေးယူလို့ရမယ်ဘလို့အပေးယူလဲပြောပါဦးငားကမင်းကိုငားတယ်အများကြီးရအောင်ကူညီပေးမယ်မင်းကငားကိုခြံထဲမှာနေစရာစလုပ်ပေးရမယ်ငားတွေသာအများကြီးရလို့ကတော့နေစရာရောအိပ်စရာပါလုပ်ပေးမယ်ဗျာကောင်းပြီဒါဆိုမနှက်ပြန်ငားပန်းထွက်တဲ့အခါလှေကြီးကြီးတစည်းစာငားလာခဲ့နောက်ပြီးညနေကမင်းရခဲ့တဲ့အရုပ်ပါယူလာခဲ့နော် အရင်ရုပ်ရတာခမရဘယ်လိုသိရလဲဘယ်လိုသိဆိုငါအရင်ရုပ်ထဲမှာနေတာလीငါနာမည်ကမောင်ပလိုင်းလို့ခေါ်တယ်အေးနော်သူများလေငါပြီးငါမရလို့ကတော့ခမရကိုပင်လယ်ထဲပြန်ပြစ်ထုံးမှာအောင်မောင်းစကားကြောင့်ရက်နေတဲ့လူမျက်နှာအနှဲငယ်ပြတ်သွားပေမဲ့ဟန်မပြတ်ပြန်ထိန်လိုက်ပြီးတော့ငါ့ကိုယုံစမ်းမှာကွာအဲ့လိုပြောကပြောက်ွယ်သွားခဲ့တယ်အဲ့ဒီချိန်အောင်မောင်းလဲအိမ်နေရာကနေလက်နိုးလာပြီးထူးဆန်းတဲ့အိမ်မက်အကြောင်းစဉ်းစားနေခဲ့ပါတော့တယ်မနက်မိုးလင်းတော့စူထားတဲ့ငွေနဲ့ လေအကြီးကြီးတစ်စီးကိုငားပြီးတော့ပင်လယ်ဘက်ကိုတယောက်တည်းထွက်လာခဲ့လိုက်တယ်။ကြွားနဲ့ခက်လန်းလန်းကိုရောက်တော့လေပေါ်မှာပါလာတဲ့ပိုက်ကိုချဖို့လို့ဒီနေရာမှာငားမရှိဘူး။ဝဲကွေးပောက်သွား။အဲ့လိုအတန်ကိုလေဦးထိတ်ကနေကြားလိုက်ရတယ်။အတန်ပဲကြားပြီးတော့အကောင်အထည်မမြင်ရတဲ့အတွက်အောင်မောင်းတကူလုံးကြက်သိမ်းမွေးညင်းနဲ့ထောင်တက်လာခဲ့တယ်။ဟေ့ရငါပြောတဲ့အတိုင်းလုပ်လေကွာ။ခဏနေငားအုပ်ကနေရာပြောင်းတော့မှာကွာ။စိတ်မရှိတဲ့အတန်နဲ့ပြောနေရကြအောင်အောင်မောင်းကလော်တက်ကိုဘေးတစ်ဖက်ကိုဆွဲကဝဲကွေးပောက်ကိုလော်သွားခဲ့လိုက်တယ်။ မကြမီချင်းအတွင်းဝဲကရက်ငယ်တွေပေါ်နေတဲ့နေရာကိုလမ်းမြင်ရတဲ့အကွာအဝေးကိုရောက်လာခဲ့တယ်။ပိုက်ချတော့အတန်အောကြီးကလေဦးထိတ်ကနေထွက်လာတာကြောင့်အောင်မောင်းလေးလက်ထရကင်နာတဲ့ပိုက်ကိုဝိုက်ပြီးပြစ်ချလိုက်တယ်။ရေလုံငန်းကိုလောက်ကင်လာတာနှစ်ကြာနေပြီမို့ပိုက်ကစက်ဝိုင်းတစ်ဖွဲကျသွားပြီးပြန်ဆွဲတင်လိုက်တဲ့အခါမှာတော့ပိုက်ထဲမှာတစ်ဖက်ဖက်လူးလုံးကပါလာတဲ့ငါးတအုပ်ကိုမြင်လိုက်ရတယ်။ဟာငေါ့ကြီးကမနေမနှောပါလားဟာ။အောင်မောင်းကဝန်းနာအားရအော်ဟစ်လိုက်ပြီးတော့ပိုက်ကိုလေပေါ်ဆွဲတင်ကငါးတွေကိုတကောင်ချင်းဖြုတ်နေခဲ့လိုက်တယ်။ ီလိုနဲ့နေမိုးမတက်ခင်မှာပဲအောင်မောင်ရဲ့လေထဲမှာငါးတွေအပြည့်ဖြစ်သွားခဲ့တာကြောင့်စက်မဖမ်းတော့ပဲရွာကိုပြန်လာခဲ့ပါတော့တယ်။အောင်မောင်ကလည်းဒီနေ့မျိုးမျိုးမြတ်မြတ်လေးရလိုက်တဲ့အတွက်အရင်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်လာခဲ့တယ်လို့ညကြရင်အပန်းဖြစ်ရအတွက်အရင်နှလုံးကိုလည်းဆွဲလာခဲ့လိုက်တယ်။ညရောက်တော့အင်းရှိကုတ်ပြစ်မှာရက်ထိုင်တောက်နေတဲ့အချိန်ခြံစည်းရိုးတောက်မှာသူ့ကိုလက်ရက်ခေါ်နေတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်။ဒီလူကအိမ်မက်တဲ့ရလူများလား။အောင်မောင်ကတီးတိုးရေရိုးလိုက်ပြီးတော့ခြံတောက်ကိုထထွားလိုက်ရာ။ အမောင်ထဲမှာရက်နေတဲ့သူကမပြောမဆိုနဲ့ဇက်ဘိုးကိုဖျားဝင်းနဲ့မိအောင်ရိုက်ချလိုက်တယ်။မင်းကတဘိုးစားသမားပဲကွ။မင်းကတော့တောက်လိုက်စားလိုက်နဲ့အစင်ကိုပြေးလို့။ငါကတော့ကြွေးမွေးရကောင်မှမသိဘူး။မင်းလိုကောင်ကကူညီပေးမိတာကွာမှားတာ။အာမဟုတ်ပါဘူးဗျာ။အကျုပ်ကခမရကိုအခုလိုကြွေးမွေးရမယ်မှမသိခဲ့လို့ပါ။အခုခမရပါစားခြင်းလဲ။ကြုံမဖြစ်ဖြစ်အောင်လုပ်ပေးမှာ။အေးငါအရက်နဲ့ကြက်ကြော်စားခြင်းလဲ။ရစေရမယ်ခဏဆောင်။ ာမောင်ကသူ့တောက်ဖို့ဝယ်ထားတဲ့အရက်ပလင်းတစ်လုံးကိုဖိတ်လိုက်ပြီးအိမ်မှာမွေးထားတဲ့ကြက်တကောင်ရိုက်တက်ကချက်ချင်းကြော်တော့ပေးခဲ့တယ်။တောင်အောင်မြင်တဲ့မိမဖြစ်သူကအံ့ဩတဲ့လေတံနဲ့"ကိုအောင်မောင်ညာကြီးမိုးချုပ်ကြက်တက်နေပါလား။ဘာလို့မလို့လဲ။နေအတာနေစမ်းပါဟာငါဘာလို့လို့ဝင်းမပါနဲ့။အာမောင်ကမိမဖြစ်သူကိုမန်မဲလိုက်ပြီးတော့ညီရဲကျွတ်တွနေတဲ့ကြက်ကြော်ကိုဖတ်တဲ့လုံးကအိမ်ရှိကိုထွက်လာခဲ့လိုက်တယ်။ကဲကြက်ကြော်ပူပူနွေ့နွေ့နဲ့အရက်ကိုစိတ်တိုင်းညတောက်ပါဗျ။တောက်လို့စားလို့ပြီးရင်လည်းငါဖတ်တဲ့နေရာမှာကုညီပေးပါဦး။ အဲ့လိုပြောရင်းနဲ့ခြံစည်းရိုးတောက်မှာအရက်နဲ့ကြက်ကြော်ချထားခဲ့လိုက်တယ်။ကွန်းတရညံလောက်ကြတော့အရက်ပလင်းကခြံတောက်ကနေအောင်မောင်းထိုင်နေတဲ့ကိုပြက်ဘက်ကိုလိမ့်လာတာကြောင့်ထားကြည့်လိုက်ရကြက်ကြော်ထဲထားတဲ့ဖက်ပေါ်မှာအယိုးရင်းတော်မရှိဖြစ်နေတာကိုမြင်လိုက်ရတယ်။ဒီလိုနဲ့အောင်မောင်းလဲပင်လယ်ထဲကနေရတဲ့ငါးဖန်းသမားရုပ်လေးကြောင့်နေရင်းညချင်းအဆင်ပြေလာသလိုလှေတေးသေးလေးကနေစက်တက်လေးဝဲနိုင်တဲ့အခြေအနေအထိဖြစ်လာခဲ့တယ်။တရက်မှာတော့အောင်မောင်းအိပ်ပျော်နေတဲ့အချိန်ပလိုင်းလွေတိုင်းသူရောက်လာပြီးတော့အောင်မောင်းအခုချိန်ကစပြီးတော့ငါးဖန်းနဲ့အလုပ်အပြင်ဝမ်းမွေးတဲ့အလုပ်ကိုလုပ်ရမယ်။ မွေးထားတဲ့ဝက်တွေကိုလည်းကိုယ်တိုင်တက်ပြီးတော့ရောင်းွာကြလားအာကျုပ်ကငါပဲဖမ်းတက်တာလေဝက်မွေးတာတော့မလုပ်ဘူးဗျငါပြောသလိုလှုပ်စမ်းမင်းကအရန်စကားများတဲ့ကောင်ပဲအော်ဒါဖြစ်လေပြီးရောဗျာဒါနဲ့ဝက်သားပေါက်တွေကဘယ်မှာသွားယူရမှာလဲယူစရာမလိုဘူးမနှက်ပြန်ကြရင်ရွာထဲကိုဝက်ပေါက်တွေကိုအုပ်ပြက်လာရောင်းနေသူလာလိမ့်မယ်သူပြောတဲ့စီကိုမစစ်ပဲနဲ့အပြက်ဝဲလိုက်ပြီးရောဗျာဒါနဲ့ဒီရပိုက်ငါးတွေတိတ်မရဘူးနော် မရဆိုပင်လယ်ထဲမှာနေတဲ့အဆွဲပြူးပြူးနဲ့ကောင်ကသူ့ငါးတွေကိုငါမောင်းသွင်းလို့စိတ်ဆိုးနေတာ။ဒါကြောင့်မင်းကိုငါဖမ်းတာခဏနားခိုင်းတာကွာ။အင်းမခင်ဗျားပြောရတဲ့အချိန်မှလုလိုက်မယ်။အောင်မောင်းကပတ်ဆံရရင်အကုန်လုံးလုံးပါ။ဟဲဟဲ။အောင်မောင်းစကားအဆုံးမှပလိုင်းလွှဲတဲ့သူကမဲနဲ့နေတဲ့သွားချုံချုံနဲ့ပေါအောင်ကြီးလိုက်ပြီးတော့ပျောက်ကွယ်သွားခဲ့တယ်။နောက်ရကြတော့ရွာထဲကိုဝတ်သားပေါက်တဲ့အုပ်ပြက်လာရောင်းတဲ့သူတွေရောက်လာတာကြောင့်အောင်မောင်းလည်းလက်ထက်ရှိသည့်မြငွေတွေကိုမျက်စိမိတ်ဝဲကဝတ်မွေးခြင်းအလုပ်ကိုစတင်လုပ်ကင်ခဲ့တယ်။ အကူတို့နဲ့အကျိုးပြီးတော့အောင်မောင်းကလည်းလုံသမျှစီးပွားရေးတဲ့အကောင်အောင်မြင်လာတယ်လို့ရွာထဲမှာလည်းအတန်အသင့်နေရရလာခဲ့တယ်။ပတ်စံလေးရှိလာတော့ရွာဖျားပွဲလုပ်မယ်ဆိုလဲအောင်မောင်းကငွေကိုဟောကနေဟောကနေပေးတယ်လို့အခြားတာရေးနိုင်ရေးတွေလုပ်မယ်ဆိုလဲအောင်မောင်းကထိတ်ဆုံးကနေပါဝင်ခဲ့တယ်။ရွာသားတွေကတော့အလိုတန်းမှရရောတဲ့အောင်မောင်းကိုချီချူးတဘောကြနေပေမဲ့တဘောမကြတဲ့သူတယောက်ကရှိနေခဲ့တယ်။သူကတော့မောင်ပလိုင်းတနေကုန်ဝက်ချန်နေလိုက်ကြည့်ပြီးတော့ပင်မန်းနေတာကြောင့်အိမ်ရှိဝရန်တာမှာထိုင်ပြီးအရက်တောက်နေတဲ့ချိန်ပလိုင်းတစ်လုံးလွယ်လာတဲ့လူတယောက် ်ခြံစည်းရိုးတောင်းကနေစောင့်ငါအောင်ငါထွက်လာခဲ့တယ်။ဟဲ့ကောင်အောင်မောင်မင်းဥငါအတန်တန်ပြောထားတာကိုဘာလို့ထပ်လို့ရရလဲ။ကျုပ်ကဘာလုပ်လို့လဲ။ရွာထိတ်ကဖျားခွဲအတွက်မင်းငွေတွေလှူလိုက်တယ်ဆို။ဟုတ်တယ်လေ။မင်းကကုသိုလ်လုပ်လို့စီးပွားတက်မှာမဟုတ်ဘူး။အာကုသိုလ်လုံးမှာစီးပွားတက်မယ်ကောင်းကွာ။ဘာလဲအခုမင်းကငါ့ကိုအာခံရှင်းနေပြီလား။ကျုပ်ကဒီရွာမှာနေတာလေဗျာအလူကတော့မထည့်လို့ပဲကောင်းမလဲအောင်မောင် မင်းငါစကားကိုနားမထောင်ရင်ဘလို့အဖြစ်ဆိုးတွေကြုံရမလဲဆိုတော့စောင့်ကြည့်နေလိုက်မောင်ပလိုင်ကမျက်တောင်ညီနဲ့စိုက်ကြည့်ကပြောရင်သူနေတဲ့ခြံနှောင်းကိုထွက်သွားခဲ့လိုက်တယ်အောင်မောင်လည်းသူ့အလူငွေထည့်တိုင်းစိတ်ဆိုးမှန်ဆိုနဲ့လာလာပြောတတ်တဲ့မောင်ပလိုင်ကိုစိတ်ထဲမှထားတော့ပဲနောက်နေ့အရက်နဲ့အမီပါသားလိုက်ရင်စိတ်ဆိုးပြေသွားမှာပါလို့တွေးကထပ်ပေါ်ပေါ်နေခဲ့လိုက်တယ်နောက်တနေ့နေ့လည်းရောက်မှတော့ငါးဖက်လီနဲ့လိုက်သွားတဲ့မောင်ဘူးတို့အလောတကြီးပြန်အောင်လာပြီကွာမောင်မောင်တီးရမောင်တီးရရင်နေလို့ဗျအေးတီးရဘာဖြစ်သွားသေးလဲ မောင်ဘူးတို့စကားကြောင့်အောင်မောင်ရောအိမ်သားတွေပါပြေးထွက်လာပြီးတော့လေစိတ်ကိုသွားကြည့်ရာတတိလေးမင်းမျောနေတဲ့တာအကြီးဖြစ်သူတီဟာကိုမြင်လိုက်ရတယ်။ပုတိုငါသားဘာဖြစ်တာလဲ။တီဟာကငါးဖမ်းပိုက်ကိုဖြုတ်သိမ်းတဲ့အချိန်သူကိုယ်တိုင်လုံးမယ်ဆိုပြီးတော့ရေထဲကိုဆင်းသွားတာ။အဲ့ဒီမှာသူ့ချစ်တော်ကိုတယောက်ယောက်ကဆွဲပြီးတော့ရေနစ်တဲ့ပုံစံမြင်လိုက်ရတာပဲ။ကျွန်တော်တို့လည်းချက်ချင်းရေထဲကိုဆင်းပြီးတော့ပြန်ဆွဲပြင်မယ်။တီဟာကဘလို့မှဆွဲမနိုင်ဘူး။နောက်ဆုံးရေမုန်းပြီးတော့တတိလေးကမှပြန်ဆွဲတင်လို့ရခဲ့တာ။အခုရောတီဟာဘလို့နေသေးလဲ။ အသက်အန္တရာယ်တော့မရှိတော့ပါဘူးဒါပေမဲ့တတိတော့လစ်နေသေးတယ်အောင်မောင်လည်းတားဖြစ်သူကိုချင်းစေးုံပို့ဖို့ပြင်ဆင်နေတဲ့ချိန်လက်ဦးထိပ်မှာခါထောက်ပြီးတော့သူ့ကိုစိုက်ကြည့်နေတဲ့မောင်ပလန်းကိုမြင်လိုက်ရတယ်စေးုံနဲ့အိမ်ကိုကောက်တော့ကောက်ပြန်ပြေးနေရတဲ့အတွက်ညတကောင်အချင်းရောက်မှာတော့အောင်မောင်တယောက်လက်ပန်းကြကအိပ်ပျော်သွားခဲ့တယ်အောင်မောင်ထားတယ်ခြေထောက်ကိုကန်ပြီးနိုးနေတဲ့အတန်းကြောင့်မတက်ထရလိုက်ရသူ့ကိုထိမထင်တဲ့မျက်နှာနဲ့စိုက်ကြည့်နေတဲ့မောင်ပလန်းကိုမြင်လိုက်ရတယ်။ခမည်း တုတ်တော့အခုလိုပြောင်းလုပ်ခဲ့တာမလားအေးမင်းကငါပြောတာမှနားမထောင်တာဒါကြောင့်မှတ်လောက်အောင်ပညာပေးခဲ့တာပဲခမားပြစကားအဖို့တွေပြောမနေနဲ့ဒီနေ့ကစပြီးငါ့ကိုအာခံလို့ကတော့မင်းရောမင်းမိသားစုပါဒီတက်ဆိုးတဲ့အဖြစ်တွေကြုံရမယ်ဒါမှတ်ဒါပြင်ကျောက်ကဘာလုပ်ရမှာလဲအာကုတော့အလုံးမှန်တယ်မြမင်းလုပ်ရမယ်ဒါဆိုရင်အောင်မောင်းဆိုတဲ့မင်းကဒီတနေ့လုံးမှာကြီးကြီးတက်ချမ်းသာစေရမယ်ကွာ အောင်မောင်လည်းမောင်ပလိုင်းရဲ့ချမ်းသာစေရမယ်ဆိုတဲ့စကားကိုပုံဝင်ကြသားပြီးနောက်ရက်ကစလို့အာကုတို့လုံးမှန်သမျှကိုတင်းကျုံလုပ်ပါလေရောအောင်မောင်လည်းမောင်ပလိုင်းရဲ့အကူအညီနဲ့နေချင်းညချင်းဆိုသလိုကြီးပွားတိုးတက်လာရာနှစ်အနည်းငယ်တွင်းမှာပဲငါးဖန်းလေတွေအပြင်ဝတ်သက်ယုံတွေလက်ညှိုးထိုးမလွဲဖြစ်လာခဲ့တယ်။အောင်မောင်ကသူ့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့မောင်ပလိုင်းအတွက်ကြီးကျယ်ခမ်းနားတဲ့နကုန်တစ်ခုကိုဆောက်လုပ်ပြီးတော့ကိုးကွယ်ပသားခဲ့တယ်။ဒီလိုနဲ့တရက်မှာတော့အောင်မောင်တို့နေတဲ့ရွာကိုဘယောကကုတဲ့ဆရာလူလူဘိန်းတော်ဆရာလူလူလူသုံးယောက်ကရောက်လာခဲ့ကြတယ်။ဆရာသုံးယောက်လုံးကမရှိစင်းရဲသားတွေကိုစေးကူပေးကြပြီး ူတို့ကုပေးတဲ့ယောဂမန္တမခဏလေးအတွင်းပြောက်ကင်းတက်တာတယ်ဆိုတဲ့တဲ့င်းကလည်းဟိုးလေးတကြောကြောဖြစ်လာခဲ့တယ်။ကိုအောင်မောင်ရွာထဲမှာနယ်လက်ဆေးဆရာတွေရောက်နေတယ်ဆိုတာရှင်းချမိတယ်မလား။မိမဖြစ်သူစကားကြောင့်ထမင်းစပွဲပေါ်မှာရက်တောက်နေတဲ့အောင်မောင်မျက်လုံးကိုပင့်ကြည့်လိုက်ပြီးအေးကြားတယ်လေဘာဖြစ်လို့လဲမနက်ကျရင်ကျုပ်ရဲ့ဒူးနာယောဂလေးတွားပြမလို့ပေါ်ပေါ်ပဲပဲဆေးဆရာတွေနဲ့ပြစရာလားမြို့ပေါ်တက်ပြမှာပေါ့ဟာ ရှင်လည်းအလုပ်တစ်ဖက်နဲ့ဆိုတော့မြို့ပေါ်တက်ဖို့ကအဆင်မပြေနိုင်ဘူးလေဒါကြောင့်ရွာထဲမှာသွားပြကြည့်မလားလို့အေးပေါ့လေမင်းတဘောကအဲ့ဒီဘက်ကိုစိတ်တန်နေတော့လေသွားပေါ့ကွာငါတော့မနေ့ကျရင်အလုပ်ရှိလို့မလိုက်ပေးနိုင်ဘူးရပါတယ်ကြုံမဲအေးကိုခေါ်သွားလိုက်ပါမယ်မိမဖြစ်သူစကားကိုအောင်မောင်းကခေါင်းချင်းပြလိုက်ပြီးတော့ခွက်တဲရအရက်လက်ကြောင်ကွက်ခနဲမောချလိုက်ပါတော့တယ်နေရထန်းတပြားလောက်ရောက်နေပြီဖြစ်တဲ့အတွက်ရွာလေဓမ္မယုံဘောကိုအပူရှင်ကဒီဇိုင်းမမတ်ထိုးစင်ကြနေခဲ့တယ် မေငါတို့လည်းမရောက်သေးဘူးလားရောက်တော့မယ်ကြီးမေခဏလေးပဲလိုတော့တာမေအေးကလူအုပ်ကြားထဲကနေအော်ပြောပြီးတော့အနားကိုပြေးလာခဲ့တယ်ကြီးမေမေအေးတို့လည်းရောက်ပြီလာဒေါ်မေကြီးကလည်းသူ့အလဲရောက်ပြီဆိုတာကြောင့်ထိုင်နေရာကနေထလာပြီးဈေးဆရာရဲ့ရှေ့ကိုတက်လာခဲ့လိုက်တယ်ဈေးဆရာရဲ့ထဲကအလဲမှာထိုင်နေတဲ့တယောက်ကဒေါ်မေကြီးကိုမြင်တော့မျက်နှာကိုပင်းကြည့်လိုက်ပြီးတော့ဘာဖြစ်တာလဲဒေါ်ကြီးဒူးစိတ်ကစိတ်ကနေစိတ်ကနေကြိုက်ပြီးတော့နာနေတာဆရာ ဆေးစရာဒေါ်မေကြီးစကားကြောင့်ဒူးစစ်ကိုကြိမ်တုံးနဲ့တွေ့လိုက်ရအမလီနားလိုက်တာရှင်ကျုပ်ကထိယုံမဲ့ထိလိုက်တာဘလို့ဖြစ်ပြီးနားသွားရလဲမသိဘူးဆရာကြိမ်နဲ့ထိတာနဲ့ကျင်စက်နဲ့တွေ့ခံရတယ်လို့ဖြစ်သွားတာဒေါ်မေကြီးစကားကြောင့်ဆေးစရာတော့ရောကအချင်းချင်းကြိလိုက်ပြီးလိန်စင်းနဲ့တောက်စေးတော့ပေးလိုက်မယ်မနေ့ကမှမတက်တိုင်းတော့တခြားတနည်းနဲ့ကူရတော့မှာပဲအဲ့လိုပြောကစက်ကူနဲ့ထုတ်ထားတဲ့စေးမုံအချို့နဲ့စီမံတပူကိုကမ်းပေးလိုက်တယ် တော်မေကြီးလည်းသူ့အတွက်ကမ်းပေးတဲ့ဆေးစီဘူးကိုယူလိုက်ပြီးတော့စပွဲရှိမှချထားတဲ့အလူကံဖလားတဲ့ငွေချိုးထက်ကအိမ်ကိုပြန်လာခဲ့လိုက်တယ်။ဒီလိုနဲ့ညနေဆောင်ရောက်တော့ဆေးကူပေါ်လာတဲ့သူတွေပါသွားတဲ့အတွက်အောင်မြတ်သားတို့ဆရာတပည့်၃ယောက်ဖလားထဲမှာရှိတဲ့အလူငွေတွေကိုအိတ်တလုံးနဲ့ထည့်ရင်ဆရာဘာထိုးသေးလဲ။ဒီကောင်းရဲ့ငွေတက်တွေတော့ခံစားမိနေတယ်။မကြခင်အဖြစ်သိရတော့မယ်ထင်တာပဲ။အောင်မြတ်သားစကားကြောင့်မောင်ကောင်းတဲ့ခွန်သားတို့ဘာမှဆက်မမေးတော့ပဲဆေးကူကိုပြင်လာတဲ့စပွဲကိုတိုင်ကနိုင်ရန်ကိုမိပြီးအကြောဖြစ်နေလိုက်တယ်။ ညာဦးပိုင်းရောက်တော့အောင်မြတ်သားတို့ဆရာတပည့်တွေကရွာထဲမှာဖျောင်းနိုင်တဲ့အမွေးတိုင်ဝဲဖို့ထွက်လာတဲ့အချိန်အောင်လင်းမီးတွေထိန်နေအောင်ထိုးနှားတဲ့အိမ်တိန်ရှိကိုရောက်လာခဲ့ကြတယ်။အိမ်ရှိရောက်တော့အောင်မြတ်သားအဆက်မသွားသေးပဲခြံထဲကိုကြည့်လိုက်ရာနီညူရောင်မီးခိုးငွေတွေဥတုဟိုဝိုးဝိုက်လှုပ်ရှားနေတာကိုမြင်လိုက်ရတယ်။ဆရာဘာဖြစ်လို့လဲ။ဒီအိမ်ထဲမှာရှိနေတဲ့ငွေတက်တွေကငါ့အာယုံမှာမြင်ခဲ့ရတဲ့ငွေတက်နဲ့တူညီနေတယ်လို့ပဲ။ဆရာဟိုမှာကြည့်ပါဦး။ခွန်လာလက်ညှိုးထိုးပြရတဲ့နေရာကိုကြည့်လိုက်ရာ အင်ဂရီနဲ့ဆက်လုပ်ထားတဲ့နှက်ကုန်းတွေရှိမှပလိုင်းတလုံးကိုလွှဲပြီးခါထောက်ရက်နေတဲ့အသက်30အရွယ်လူတစ်ယောက်ကိုမြင်လိုက်ရတယ်။အဲ့ဒီလူဟာအောင်မေတ္တာတို့ကိုမြင်တော့ဆက်ခနဲ့အနောက်ဆုတ်သွားပြီးတော့သူနေထိုင်တဲ့နှက်ကုန်းထဲကိုခုံဝင်ကပြောက်ွယ်သွားခဲ့တယ်။မောင်ကောင်ခွန်လာအခုချက်ချင်းဓမ္မယောင်ပြန်ကြရအောင်။အောင်မေတ္တာစကားကြောင့်မောင်ကောင်နဲ့ခွန်လာတို့နှစ်ယောက်တဲခိုရဓမ္မယောင်ရှိတဲ့ဘက်ကိုခတ်တုတ်ပြန်လာခဲ့ကြတယ်။ဓမ္မယောင်ရောက်တော့အောင်မေတ္တာကဝင်းပေါက်တက်တက်မှာဖျောင်းနိုင်တုံးနိုင်ထုံးပြီးတော့ ငါဤအမိန်မရဘဲနဲ့မြည်သူမဤစီးသုံးတာကိုမကြော်လွန်စေရအဲ့လိုအမိန်ပြန်ကတင်မလီခွေထိုင်ကစောင့်နေခဲ့တယ်ခဏကြာတော့ရွာထဲဘက်ကနေပလိုင်းတစ်လုံးလွှဲထားတဲ့လူတယောက်ဓမာယုံရှိတဲ့တဲ့ကိုရှောက်လာပြီးတော့ဖျောင်းနိုင်ထုံထားတဲ့နေရာကိုအရာကိုခြေထောက်ကိုဆုချရက်လိုက်တယ်နေနို့ဘသူလှုပ်လိုက်တာလဲအဲ့လိုပြောပြီးတော့လက်ညှိုးငေါငေါထိုးပြီးတော့ပြောရအောင်မက်တာပလိုင်းလွှဲထားတဲ့သူကိုစစ်စစ်ကြည့်လိုက်ပြီးတော့တင်တကယ်လွတ်မြောက်ခဲ့တာပဲဒါကဘလို့မှမဖြစ်နိုင်တဲ့အရာပဲနော် ။ငါ့ကိုနှစ်ပေါင်းများစွာရေအောက်မှာချောင်းတောင်ထားခဲ့ပြီးပြီလေ။မင်းတို့မကျေနပ်နိုင်သေးဘူးလား။ကျုပ်တို့ကပေးရတဲ့တာဝန်ကိုထမ်းဆောင်နေသူတွေပါ။တင့်လို့ကိုလိုမြောက်ဖို့အတွက်နေရအစားထုတ်ဖို့လူရှာနေတယ်လို့တော့မဟုတ်ဘူးပေါ့ဗျာ။ငါကသူတို့ဆယ်ဘဝရှာလို့မရတဲ့စည်းစိမ်တွေကိုရှာပေးပြီးကူညီနေရလေ။ဘယ်နဲ့လူစားထိုးရမှာလဲ။တင်ရကူညီကြလားသူ့ငရေရင်းကိုပို့နေတာလားအရင်ကလည်းအခုလိုမျိုးလုပ်လို့အချုံတော်ခံရတာကိုစိတ်မမရှိသေးပါလားနော် အောင်မြတ်သားရဲ့စကားကြောင့်ပလိုင်းလွေတိုင်းသူရဲ့မျက်လုံးကမိခဲတခဲလိုရဲကနေဖြစ်သွားပြီးခန္ဓာကိုယ်ကလည်းပတ်ကြားအပ်တယ်လို့ဖြစ်ကမိကုံးမှုတွေထွက်ပေါ်လာခဲ့တယ်။ဒီကောင်ကဘာပါလဲ။မောင်ကောင်ကအံ့ဩစွာရေရွပြီးတော့ကြည်နေတဲ့အချိန်ပလိုင်းလွေတိုင်းသူကပလိုင်းထဲကနေရဲရဲတောက်နေတဲ့မိကြီးခဲတွေကိုနှိုက်ကအောင်မြတ်သားတို့ဘက်ကိုပြစ်ပေါက်ထည့်လိုက်တယ်။မိခဲတွေကအောင်မြတ်သားထုံးထားတဲ့ဖျောင်းနဲ့တုံးနိုင်ကိုမရောက်ခင်မှာပဲမိဘွားတွေဖွာကနေလွန်းထွက်ပြီးအပြင်ကိုပြန်ကန်ထွက်သွားတယ်လို့မိဘွားမိစားတွေကလည်းချက်ချင်းမကောင်းဆိုးဝါးကောင်းတဲ့အဖြစ်ပြောင်းလဲသွားခဲ့တယ်။ တကူလုံးမီတောက်မီလျံတွေဟွန်းတောက်နေတဲ့မီတောက်မိစားတွေကဓမာယုံဝင်ပေါက်တက်တဲ့မှာစီရင်ထားတဲ့စီးတုံးတောင်ကိုချိုးဖြတ်ဖို့အတွက်အနာခံပြီးတိုးဝင်လာခဲ့ကြတယ်။ဒါပေမဲ့ဖျောင်းနိုင်တုံးနိုင်မှာထွန်းညိထားတဲ့မီတောက်တွေကရှူခင်းနဲ့ရှူခင်းနဲ့အော်မီကတိုးဝင်လာတဲ့မိစားကောင်တွေကိုဟန်တားနေတဲ့အချိန်ပလိုင်းလွှဲထားတဲ့ကောင်ကအနောက်ကိုဆုတ်ကခြေလမ်းကျဲကြီးတွေနဲ့ထွက်သွားတာကိုမြင်လိုက်ရတယ်။မောင်ကောင်ခွန်းလမင်းတို့နှစ်ယောက်ကဒီကောင်တွေကိုထိန်းတာငါဟိုကောင်နောက်ကိုလိုက်သွားလိုက်အောင်မယ်။မဟုတ်ရင်အိမ်သားတွေအကုန်ဒီကောင်ဒုက္ခပေးလိမ့်မယ်။ အောင်မက်တာစိုးရင်စွာနဲ့ပြောပြီးလွယ်ဤကိုလွယ်ကမိတောင်မိစာတောင်းကောင်ကြတဲ့ကိုဖြန့်ဝင်သွားခဲ့တယ်။မိစာကောင်တွေကအောင်မက်တာကိုလည်းမြင်ရောကြမ်းတမ်းတဲ့လက်တွေနဲ့ကုတ်ဖိတ်ဖို့ကြိုးစားကြပေမဲ့အနားကိုကပ်မရပဲဘေးကိုရိုင်းကျသွားခဲ့တယ်။အောင်မက်တာအပြင်ကိုရောက်ပြီးဆိုတာနဲ့မောင်ကောင်းတဲ့ခုံးလာတို့လည်းမိစာကောင်တွေရွာထဲထွက်မသွားစေဖို့အတွက်အချို့အောင်အစီမံတစ်မျိုးဖြစ်တဲ့ခြေချုပ်ကွန်ရံအင်းကိုအသက်သွင်းကဓမာယုံရှိကိုပြစ်လွှတ်လိုက်တယ်။ခြေချုပ်အင်းဆိုတာကစမအခရာရုံနဲ့ရှုပ်ထွေးပွေလီအောင်ရေးဆွဲထားတဲ့အချို့အင်းတစ်မျိုးဖြစ်လို့မိစာကောင်တွေအနေနဲ့ခြေချုပ်မိကလှုပ်ရှားလို့မရအောင်ဖြစ်နေခဲ့တယ်။ မေးဘမ်းမလဲထွက်လာသန်းအောင်မောကငှက်ကြီးတောင်တာကိုဆွဲပြီးတော့အိမ်မှာမြင်တဲ့လူမှန်သမျှကိုလိုက်ခုန်နေတာကြောင့်အိမ်ကလူတွေရောအလုပ်သမားတွေပါဝရုံတုံးကဖြစ်ကုန်ကြတယ်အားလုံးနောက်ဆုတ်သားကြတို့နောက်အောင်မကတ်နဲ့အောင်မေတ္တာအိမ်သားတွေကိုတတိပေးပြီးအောင်မောင်းနဲ့မလမ်းမကတ်မှဝင်ရလိုက်တယ်အောင်မောင်းကအောင်မေတ္တာကိုလည်းမြင်ရောငှက်ကြီးတောင်တာကိုဝင့်ကခုတ်ဖို့ပြေးဝင်လာတဲ့အချိန်အောင်မောင်းကခန္ဓာကိုယ်ဝိတ်ကရှောင်လိုက်ပြီးအောင်မောင်းရဲ့နှဖူးကိုလက်နဲ့ဆက်ခနဲ့ရိုက်ချလိုက်တယ် ဒီအချိန်မှာတော့အောင်မောင်ရဲ့ခန္ဓာကိုယ်ထဲမှာပူကပ်နေတဲ့မောင်ပလိုင်မနေတာတော့ပဲမူလရုပ်တွေအတိုင်းကန်းကြီးဘက်ကိုပြေးထွက်သွားပါလေရောအောင်မက်တာလည်းမောင်ပလိုင်ပြေးတဲ့နောက်ကိုလိုက်သွားမလို့လုပ်ပြီးကမှကိုဟန်ကိုထိမ့်လိုက်ပြီးအောင်မောင်တတိရပြီလားကျုပ်ဘလို့ဖြစ်သွားလဲခမရောဘာတူလဲကျုပ်ဘာတူဆိုတာအရေးမကြီးဘူးအခုခမရတို့ခြံထဲမှာနှက်ကုန်းဆောက်ထားပေးတဲ့သူကိုရောဘယ်သူဘဲဝါဆိုတာသိရလားဒီပုဂ္ဂိုလ်ကကျုပ်တို့ကိုကြီးပွားတုတအောင်ကူညီပေးနေတယ်သူလေ ေးမင်းမြင်မှာတော့ဟုတ်တာပေါ့ဒါမဲ့ဒီကောင်ကမင်းကိုရောမင်းတို့တမိသားစုလုံးကိုသူ့ရဲ့အခိုင်းအစီအဖြစ်ခိုင်းဖို့ကြံ့နေတာဘလို့မင်းသားလေးအောင်ပြောပြဖို့အချိန်မရသေးဘူးအခုချက်ချင်းဟော်ဒီဆေးပြောက်ကိုရေးဖြော်ပြီးတော့အိမ်အနှံ့ကိုလိုက်ပြန်လိုက်အောင်မြတ်တာလည်းမောင်ကောင်းတို့တအိမ်လုံးကိုဆေးပြာရည်နဲ့ဖြန့်ခိုင်းလိုက်ရာအိမ်မော်ကနေရောခြံဝင်းထဲကနေပါငိုရိုအော်ဟစ်ပြီးထွက်ပြေးကြတဲ့အရေးရောင်တွေပေါ်ထွက်လာခဲ့တယ်တော်သေးတာပေါ့နောက်တစ်ပတ်လောက်ထပ်နောက်ကြလို့ဆိုရင်မင်းမိမအရင်တည်လိမ့်မယ် ကျုံမိမဘာလို့တေးရမှာလဲမင်းမိမအခုဖြစ်နေတဲ့ဒူးနာယောဂါဆိုတာတမယိုးကြမဟုတ်ဘူးမင်းကိုးကွယ်နေတဲ့ကောင်ရဲ့ပညာဇတ်တွေမိနေတာမင်းမယောရင်ကျုပ်ပြမယ်အောင်မေတ္တာအောင်မောင်းရဲ့မိမဖြစ်သူကိုခေါ်ခိုင်းပြီးမနက်ကပေးခဲ့တဲ့ဆေးစီနဲ့ဆွဲတက်လိုက်ရာခြေဘွားအောက်ကနေညုံညင်းညင်းအရေးတွေစိမ့်ကြလာခဲ့တယ်ဒါဆိုသူကကျုပ်တို့ကိုစီးပွားတက်အောင်လုပ်ပေးတာကိုရောဘာပြောမလဲစီးပွားတက်အောင်လုပ်တာထက်မင်းကိုအာကုတို့များအောင်လုပ်နေတာမင်းရဲ့တက်တက်ကိုတက်လေလေသူ့မှာစွားဖို့တိုးလေလေပဲ နောက်ဆုံးသူ့ရဲ့စွမ်းအအမြင့်ဆုံးရောက်ချိန်မှာမင်းကိုသူ့နေရာမှာအစားထိုးပြီးတော့သူကအခြားနေရာကိုထွက်သွားဖို့ကြိုးစားနေတာပဲဒီအချိန်မှာဓမာယုံမှာကြံခဲ့တဲ့မောင်ကောင်းတဲ့ခွန်လာတို့ကရောက်လာပြီးတော့ဆရာဟိုကောင်ရောလွတ်သွားပြီလားအချိန်နေမဟန်တော့ခဏရှောင်ထွက်သွားတဲ့ပုံပဲမင်းတို့ရောအချိန်နေဘလို့လဲဟိုတုံးကောင်ရောခြေချုပ်အိမ်နဲ့ဓမာယုံဘေးကအုံးမင်းမှာခြေထားခဲ့တယ်အခုကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆရာအရင်ဆုံးအိမ်သားတွေအားလုံးကိုသူ့ရဲ့ထိန်ချုပ်မှုအောက်ကနေလွတ်အောင်လုပ်ပေးရမယ် အောင်မေတ္တာစကားမဆုံးခင်မှာအောင်မောင်ရဲ့သားသမီးတွေကအငယ်ဆုံးကလေးမရဲ့ခန္ဓာကိုယ်ကတွန့်လင်ကောက်ွဲပြီးတော့ဗဇက်ကနဲ့အမြောက်တစီစီထွက်လာခဲ့တယ်။မောင်ကောင်ကလေးမလေးကိုရေမှန်းတိုက်ပြီးတော့လက်ပြချုပ်တာ။မောင်ကောင်လည်းကလေးမလေးရှိတဲ့ဘက်ကိုပြေးသွားတဲ့အချိန်အကြီးဆုံးကောင်လေးကမတ်တက်ရက်နေရင်ဟီဟာအော်ဟစ်ကတိုင်တဲ့နေရံကိုပြေးဆောင်ပါလေရော။ဒီတခါတော့ခွန်လာမနေသားတော့ပဲတိုင်နဲ့စောင့်နေတဲ့ကောင်လေးကိုကိုဘိုးကနဲ့ချုပ်ပြီးဗဇက်ထဲကိုလေးကွက်အင်းတရွတ်ထိုးထည့်ကချုပ်ထားလိုက်တယ်။မြင်မိမလား။ဒီကောင်ကမင်းတို့တိုင်အိမ်လုံးကိုဒုက္ခပေးနေပြီ။ တကူကိုလောက်ပါအောင်ဆရာရဲ့သူ့ကိုစားတွေ့တော့ရခဲ့တဲ့ပစ္စည်းပမာထားတာလေနတ်ကုန်းထဲမှာရှိတယ်ကြုတ်ပြမယ်အောင်မောင်းကခြံတောင်းမှာရှိတဲ့နတ်ကုန်းကိုသွားပြီးကြည့်လိုက်ရပလိုင်းလွယ်တာရဲ့ရုပ်ထုကိုမတွေ့ရတော့ပဲမိကျွတ်နေတဲ့ကြီးရုပ်ထုတစ်ခုကိုသာမြင်တွေ့လိုက်ရတယ်ဒီကောင်ကနန်းကိုပါဖြတ်ပြီးတော့ခြေရဖြောက်သွားတာပဲကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆရာလောလောဆယ်တော့အိမ်သားတွေကိုအရင်ကုပေးရမယ်ပြီးမှဘာလုပ်ရမလဲဆိုတာတိုင်ပင်ကြတာပါ့ ောင်မဲတားလည်းအိမ်သားတွေကိုစုခိုင်းပြီးတော့တယောက်ချင်းစီမှာရှိနေတဲ့ဆက်တွေကိုထုတ်ယူနေတဲ့အချိန်ကန်စားဘက်ကနေအတန်တက်ကြီးနဲ့အော်ဟစ်နေတဲ့အတန်ကိုကြားလိုက်ရတယ်။အာလုံချန်နေရတဲ့အပြင်မထွက်ကြနဲ့။မောင်ကောင်းတဲ့ခွန်လာကဒီမှာနေခဲ့ပြီးအိမ်သားတွေကိုစောင့်ကြည့်တာပဲ။ဆရာတယောက်တည်းသွားမလို့လား။မောင်ကောင်းစကားကိုအောင်မဲတားကဘာမှပြန်မဖြေဘဲနဲ့လွယ်ကိုလွယ်ကကန်စားဘက်ကိုထွက်လာခဲ့လိုက်တယ်။ညာအတန်အသင့်နေပြီမို့ကန်စားတစ်ခုလုံးအမောင်တို့ကြီးစိုးနေပြီးရေလိုင်းတွေရဲ့ရိုက်ပုတ်တန်တွေကတစ်ချက်တစ်ချက်ထွက်ပေါ်လင်ခဲ့တယ်။ ရှုံးမြေကိုနေပြီးတော့ဖြတ်ပြေးသွားတဲ့အတန်ကြောင့်အနောက်ကိုလှည့်ကြည့်လိုက်ရငါးအသိကောင်ကိုကြိုက်ထားတဲ့နန္နာဘာဝတကောင်ဖြစ်နေခဲ့တယ်။နန္နာဘာဝကောင်အောင်မဲတောင်မြင်တော့ကြောက်လန့်နေကြနဲ့ထွက်ပြေးသွားပြီးတော့မရှိမနှောင်းပါပဲစက်လေပြက်တစ်ခုကြားထဲကနေမီးအလင်းရောင်တစ်ခုကဖြတ်ခနဲပေါ်လာခဲ့တယ်။အောင်မဲတာလည်းမီးအလင်းစမြင်ရတဲ့စက်လေပြက်တစ်ခုကြားထဲကိုစိုက်ကြည့်လိုက်ရရှုံးဘွက်တွေအောက်မှာဝင်နေတဲ့မဲမဲတတန်အရာတစ်ခုကိုမြင်တွေ့လိုက်ရတယ်။ဟေးပေါင်းနေတာဘာတူလဲထွက်လာစမ်း။အာနာဘာဝတန်ပြင်းပြင်းနဲ့လက်ညှိုးထိုးအမိန်ပေးလိုက်ရ။ စက်လေးနှစ်ခုကြားထဲမှာပုံနေတဲ့ကောင်ကုန်းပြီးတော့ထလာခဲ့တယ်။ခန္ဓာကိုယ်တစ်ခုလုံးစူးရည်အပြည့်ပါပြီးတော့မျက်နှာငါးပုံစံဖြစ်နေတဲ့ကောင်ကအောင်မက်တာကိုစိတ်စိတ်မကြည့်ရဲပဲဘေးတိုင်အနေထားနဲ့လမ်းလျှောက်လာနေတာကိုမြင်လဲရတယ်။တင်မတူလဲ။ဘာကြောင့်ဒီလိုနေရာမှာပုံနေတာလဲ။ငါဒီနေရာမှာပဲနေတာကြာပြီ။နေရဘူးတူလဲ။ငါ့ကိုခေါ်ပြီးဘာလို့မလို့လဲ။မကြသေးမီအချိန်ကတကူလုံးမီးခဲလို့ရဲရဲနေနေတဲ့သူတယောက်ကန်းစားဘက်ကိုလာတာမြင်လိုက်လား။ ပလိုင်းတစ်လုံးလွယ်ထားတဲ့သူကိုပြောတာလား။အင်းဟုတ်တယ်။သူဘယ်ဘက်ကိုထွက်သွားတာမြင်လိုက်လဲ။ तू तू ကနေအနောက်မှာလေ။ငါတပိုင်းလူတပိုင်းနာနာဘဝကောင်ရဲ့စကားကြောင့်အနောက်ကိုလှည့်ကြည့်လိုက်ရခန္ဓာကိုယ်ကနေမိတောက်တွေထွက်နေတဲ့မောင်ပလိုင်းကအောင်မဲတာရဲ့ခန္ဓာကိုယ်ကိုပလိုင်းနဲ့အုပ်ချလိုက်ပါလေရော။ရုတ်တရက်မို့အငိုင်းမိသွားတဲ့အောင်မဲတာကညာဘက်လက်ကိုအပေါ်မြောက်ပြီးကားလိုက်ရပလိုင်းကခန္ဓာကိုယ်နဲ့ထိဖို့လက်နှလုံးအကွာမှာတန့်သွားခဲ့တယ်။ အဲ့ဒီချိန်မှာပဲအောင်မြတ်သားရဲ့ဘဲညာလက်တစ်ဖက်စီကနေငှက်ကြီးတောင်နဲ့လက်ကင်ထားတဲ့အင်းဆောင်နှစ်ယောက်ကရှေ့ကျွန်းထိုးကခုံစင်းလာပြီးမောင်ပလိုင်းရဲ့လက်ကိုတရွတ်ရွတ်ခုတ်ထစ်ပါလေရော။ဓာတ်နဲ့ခုတ်လိုက်တိုင်းမီးပွားတွေဖွာကနေဖွာကနေလွင့်ထွက်လာတာကြောင့်မောင်ပလိုင်းကြာရှည်မကန်တော့ပဲအောင်မြတ်သားကိုဖမ်းဖို့လုပ်နေရတယ်။နောက်ကိုဖြတ်ကနေဆုတ်လိုက်ပြီးတော့ပြောက်ကွယ်သွားပါတော့တယ်။မောင်ပလိုင်းမင်းအခုလိုပြေးလို့လွတ်ရော်လား။အောင်မြတ်သားတီးတို့ရေရွပြီးတော့လွယ်ထင်းမှာပါလာတဲ့လေးခွက်ရင်၃ချက်ကိုလက်နှစ်ဖက်နဲ့အုပ်ကလေးပေါ်ပြစ်တင်လိုက်တယ်ဆိုရင်ပဲ အင်းချက်တွေစီကနေအနုမြူလိုအလင်းရောင်တွေကရှုပ်မြင်ပေါ်ထိုးကြလာခဲ့တယ်။ထိုအလင်းရောင်ကြောင့်ရှုပ်မြင်တဲ့ကိုခိုးအောင်နေတဲ့မောင်ပလိုင်းကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတဲ့အကြောင်းအင်းဆောင်တစ်ယောက်ကလက်ထဲကင်ထားတဲ့ဓာတ်နဲ့ဇုတ်ကနေထိုးဆိုင်လိုက်ပေမဲ့မောင်ပလိုင်းကအချားနေရအောင်ခုံသွားတာကြောင့်မဖမ်းမိလိုက်ပေ။ရှုပ်မြင်အောင်မှာပုံနေတဲ့မောင်ပလိုင်းကသူရှိနေတာကိုသိနေမှရိမ့်မိသွားတဲ့အတွက်လျင်မြန်တဲ့အချိန်နဲ့ပင်လယ်ဘက်ကိုရှုပ်မြင်အောင်ကနေပြေးဆင်းသွားခဲ့တယ်။ဒီတခါတော့အောင်မြတာကိုယ်တိုင်ကန်းစက်ကမြေကြီးကိုလက်နဲ့ထိကင်ပြီးတော့ပင်လယ်ပြင်ကိုစောက်ကြက်နေတော့ပင်လယ်သောနတ်မင်းကြီးနဲ့တကွာ ဆံရပိုင်ရပုံကောများအနေနဲ့ဤငရဲမကြောက်ဝဲမကြောက်တဲ့အစီရင်ရုပ်တို့အားတင်တော့ပိုင်တဲ့အတွင်းကနေဘဲမှရွေရှားမရအောင်ဖန်စီချုံအောင်ထားကြစီတာအဲ့လိုအမိန်ပြန်ပြီးတော့လက်ကိုရောက်လိုက်တဲ့အချိန်ပင်လယ်ပြင်ကနေကတော့ပုံတယ်လို့လိုင်းတဘိုးတွေတက်လာပြီးတော့မောင်ပလန်းကိုရစ်ပတ်ထားလိုက်ကြတယ်အောင်မဲတာလည်းရေလိုင်းတဘိုးတွေကြားထဲမှာပိတ်မိနေတဲ့မောင်ပလန်းကိုဖမ်းခေါ်ဖို့အတွက်လက်ကိုစန့်တန်းလိုက်တဲ့အချိန်ကောင်းငင်ပြင်ကနေအနီရောင်လက်ဖွားတစ်ခုကရုတ်တရက်ပေါ်လာပြီးမောင်ပလန်းကိုစက္ကနဲဆွဲယူသွားပါတော့တယ်အောင်မဲတာလည်းသူ့လက်ထဲကနေမောင်ပလန်းကိုလူယူသွားတဲ့ အမျိုးမည်မသိပုဂ္ဂိုလ်ထူးခြားစွာငဲကြည့်နေတဲ့ချိန်ငါးခုသောကြော့ကွင်းနဲ့ဖမ်းထားတဲ့နတ်ဆိုးမိစ္ဆာကောင်ပြန်လွတ်နေပါလားဆိုတဲ့အတန်ကြောင့်အနောက်ကိုလှည့်ကြည့်လိုက်ရလေပေါ်မှာမတက်ရက်နေတဲ့အဖိုးတို့တယောက်ကိုမြင်လိုက်ရတယ်။အော်ဘိုးဖြူစင်ပါလားဘယ်ကနေရောက်တည်းရောက်လာတာလဲလူလေးရဲ့လက်ချက်နဲ့ဖမ်းဆီးခံရမယ့်မောင်ပလန်းကိုလာခေါ်ဖို့ရောက်လာတာပဲဒါမဲ့လာတဲ့အချိန်ကအနေငယ်နောက်ကျသွားတဲ့လူလေးအဖိုးခုနကမြင်လိုက်ရတဲ့လက်ပိုင်ရှင်က စတုမဟာရဲ့နတ်ပြည်အောင်ဆုံးမှာဖန်ခန့်ထားတဲ့နတ်မိစားမလားဟုတ်တယ်လူလေးခြေနှစ်ဖက်လက်နှစ်ဖက် လေဘင်းတို့ကြော်ခွေးနဲ့ဖန်ထားတဲ့နတ်မိစားဘလို့ကြောင့်ပြန်လွတ်နေရလဲမသိဘူးအဘိုးရဲ့အမြင်ကိုပြောရရင်လူလေးတို့ရဲ့လာမယ့်ခရီးလမ်းကြမ်းတမ်းနေတော့မယ်ဆိုတာပဲဆရာတခင်တွေကတာဝန်ပေးမယ်ဆိုရင်ဒီကောင်လောက်ကိုမမှုပါဘူးဒါနဲ့နတ်မိစားကောင်အောင်ပလန့်အောင်ဘာကြောင့်ပြန်ခေါ်သွားရလဲနတ်မိစားကောင်ရဲ့လက်အောက်မှာရေမိစားမြေမိစားမီးမိစားလေမိစားဆိုပြီးတော့တပည့်လေးယောက်ရှိတယ် အခုလူလေးဖမ်းဖို့ကြိုးစားတဲ့မောင်ပလန်းကမိမိစာအဆင့်ရှိတဲ့ကောင်ပဲသူ့တခင်ချုံအောင်ခံထားရတဲ့ကာလမှာသူ့ရဲ့လက်ရင်းတပည့်တွေကိုလည်းမတူညီတဲ့နယ်ပယ်မှာဖမ်းချုပ်ထားခဲ့ကြတယ်အခုဒီကောင်လွတ်လာတော့သူ့တပည့်တွေကိုပြန်စုစည်းဖို့လာခေါ်သွားတာလို့ယူဆရမယ်ဒါဆိုရင်မောင်ပလန်းလိုပဲနောက်ထပ်၃ယောက်ကတရှိနေသေးတယ်လို့ပြောချင်တာလားဟုတ်တယ်လူလေးဒီကိစ္စကိုအဖို့ပြန်ရောက်တာနဲ့ဆရာတော်ကိုရှောက်တင်လိုက်ပါမယ်မင်းတို့လေဒီရွာမှာကိစ္စအမြန်ဖြတ်ပြီးတော့မဟာမြိုင်ထဲကိုဝင်လာခဲ့ကြကျွန်တော်တို့တောင်းအောင်လုံးဝင်လာရမှာလားဖို့ ီအချိန်နေရဆိုရင်မင်းတို့တော့ရောက်အပြင် အခြားတပည့်တွေကိုပါဆင့်ခေါ်ရမယ်ပုံပဲကဲအာယုံမတက်ခင်မဟာမြိုင်တောဆက်ကို ရောက်လာခဲ့ကြတော့ဘိုးဖြူစင်ကအောင်မြတ်တာကိုစကားပါပြီးတာနဲ့လေထဲမှာနေပျောက်ကွယ်သွားခဲ့တယ်ဒီတခါတော့အောင်မြတ်တာတို့အနေနဲ့မဟာမြိုင်တောတဲ့ကိုပြောင်းဝင်ပြီးအင်အားစုစည်းရမယ်ပုံသူတို့ရင်ဆိုင်ရမယ်နတ်မိတ်ဆာရဲ့စွမ်းအားကြီးပုံသူ့ရဲ့လရင်တပည့်တွေဖြစ်တဲ့မီရေလေမြေဆိုတဲ့ကောင်တွေကိုရင်ဆိုင်ရပုံတွေကိုအောင်မြတ်တာနဲ့ငါးမျိုးကြောက်ခွင့်မိစာမင်းဆိုတဲ့ဇလန်းလေးမှာနားဆင်ပေးကြပါအောင် အခုလောအဆုံးနှိလိုက်ပါအားပေးနားဆင်ကြကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းစက်များကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တက်လွှင့် channel လေးကို like and subscribe လို့ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။